ဥရောပကရုရှားနဲ့စီးပွားရေးဆက်ဆံမှုကိုတဖြည်းဖြည်းဖြုတ်ချသွားမယ်ဆိုရင်တရုတ်ကရုရှားရဲ့အဓိကကုန်သွယ်မှုမိဖက်နိုင်ငံဖြစ်လာနိုင်မလားအနောက်တိုင်းရဲ့ပိတ်ဆို့မှုတွေကြမှာရုရှားတည်ရှိနိုင်ဖို့သူ့ရဲ့မိဖက်တွေကတကယ်ထောက်ပံ့ပေးနေလားဒါမှမဟုတ်အနောက်တိုင်းရဲ့ဖိအားတွေကိုခံနိုင်ဖို့မလုံလောက်ဘူးလားဥရောပကရုရှားရဲ့ရင်းနှံတင်မှုမှုကိုပိုပြီးတင်းကျပ်စွာနဲ့ကန့်တတ်လာပါတယ်တဲမော်180ကျော်နဲ့အာမခံကုမ္ပဏီတွေကိုထိရောက်စွာပိတ်ပင်ထားပြီးရုရှားရဲ့ရေနံထွက်ငွေနဲ့ဆက်ဆက်တဲ့လှုပ်ရှားမှုတွေကိုညှော်နှဲစေဖို့အတွက်ကြိုးပမ်းနေတာပါ ဒါကိုဖြည့်ရှင်းဖို့ရုရှားကဂျင်းနန်တွေကိုတရုတ်နိုင်ငံကိုဥတီပို့လာပါဗျ။တရုတ်ကတော့2023ခုနှစ်မှာပဲအီရန်နဲ့ရုရှားလိုပိတ်ဆို့ခံနိုင်ငံတွေကလျှော့ဈေးနဲ့ဂျင်းနန်ဝယ်ယူပြီးဒေါ်လာ10ဘီလီယံခန့်တတ်တာခဲ့ပါဗျ။တချိန်ထဲမှာပဲတရုတ်နဲ့ရုရှားတို့ဟာအနောက်တိုင်းဘဏ်တွေနဲ့တယ်ယူပို့ဆောင်ရေးစနစ်တွေကိုကျော်လွှားနိုင်တဲ့ကုန်သွယ်မှုစနစ်တစ်ခုတည်ဆောက်နိုင်ခဲ့ပါဗျ။၂၀22ခုနှစ်ဒီဇင်ဘာလမှာ G7 ဖွဲ့ဝင်နိုင်ငံတွေကရုရှားရဲ့ဂျင်းနန်ဈေးကို1ဘယ်ရယ်ဒေါ်လာ60အထိကန့်တတ်လိုက်တဲ့အခါမှာပဲ ရုရှားကအီရန်လိုလိုက်လုပြီးရေနံထွက်ငွေရှာဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ရုရှားနဲ့တရုတ်တို့ပူးပေါင်းပြီးအနောက်တိုင်းစည်းမျဉ်းတွေကိုကျော်လွှားနိုင်တဲ့ရေနံဈေးကွက်အသစ်တစ်ခုဖန်တီးလာခဲ့တာပါ။ဒီနေရာမှာငွေပေးငွေယူမှုတွေကိုတရုတ်ငွေနဲ့လုပ်ဖြစ်ကြပြီးရေနံတင်ပို့မှုတွေမှာပင်မော်ရီနဲ့လျှို့ဝှက်လုပ်ငန်းစဉ်တွေပါဝင်လာခဲ့ပါတယ်။တနည်းပြောရရင်တရုတ်ကရုရှားရဲ့စီးပွားရေးကိုအားဖြည့်ပေးနေတာပါ။ဒါကြောင့်မဲ့အနောက်တိုင်းရဲ့ပိတ်ဆို့မှုတွေကတကယ်အားနည်းသွားခဲ့တယ်။တစ်ချိန်တည်းမှာပဲ တရုတ်ငွေနဲ့ငွေပေးငွေယူမှုတွေကိုအသုံးပြုတာကြောင့်အနောက်တိုင်းနိုင်ငံတွေဟာငွေလွှဲမှုအချက်အလက်တွေကိုမမြင်နိုင်တော့ပဲပိတ်ဆို့မှုတွေချမှတ်ဖို့ပုံမခက်ခဲလာခဲ့ပါတယ်။ဒါပေမဲ့အခုတော့အခြေအနေပြောင်းသွားပါပြီ။အမေရိကန်ကရုရှားရဲ့ရေနံဝင်ငွေကိုပိုပြီးတင်းကျပ်စွာကန့်သတ်တဲ့အစီအစဉ်တွေအမိန့်တွေထုတ်လာပါတယ်။ဒါကြောင့်တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကအနောက်တောင်အာရှအာဖရိကနဲ့အမေရိကတိုက်တွေကရေနံများစွာဝယ်ယူလာမယ်လို့ခန့်မှန်းကြပါတယ်။ အမေရိကန်ရဲ့ထပ်မံပိတ်ဆို့မှုကြောင့်ရုရှားရဲ့ရေနံထုတ်လုပ်မှုနဲ့တည်ယူပို့ဆောင်မှုမှာအကန့်အသတ်တွေပိုများလာနိုင်ပြီးရုရှားတွက်ထိခိုက်မှုကြီးမားလာနိုင်ပါတယ်။ဒီအခြေအနေကြောင့်တရုတ်ကရုရှားရဲ့အဓိက ရေနံမိဖက်ဖြစ်မှုကနေတဖြည်းဖြည်းနောက်ပြန်သွားနိုင်ပါတယ်။ရုရှားကောင်းဆောင်ပူတင်ကတရုတ်ကောင်းဆောင်ရှီကျင်းဖင်ကိုရင်းမိချစ်ကြည်သူလို့ခေါ်ခဲ့ပေမဲ့အနောက်တိုင်းဖီယာတွေကြားမှာရုရှားစီးပွားရေးတကယ်လက်ရှိအခက်အခဲတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာအဓိကစဉ်းစားကြရပါပဲ။ အချိန်မဖြုံးတော့ပဲကျွန်တော်တို့လက်ရှိအကြောင်းအရာကိုပြန်သွားလိုက်အောင်အမေရိကန်ငွေတိုက်ဌာနကရုရှားဂျင်နဲ့ထုတ်လုပ်သူ gas proman nef နဲ့ saf nefto gas တို့ကိုပိတ်ဆို့အရေးယူမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ရုရှားဂျင်နဲ့တင်မော183တိကိုလည်းပိတ်ဆို့ခဲ့ပါတယ်။ဒီတင်မောအများစုဟာအိန္ဒိယနဲ့တရုတ်ကိုရေနံပို့ဆောင်မှုအသုံးပြုခဲ့တာပါ။အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ G7 နိုင်ငံတွေက2022ခုနှစ်မှာချမှတ်လိုက်တဲ့ဈေးနှုန်းကန့်သတ်ချက်တွေကြောင့် ရုရှားရှင်နံကုံသွင်းမှုဟာဥရောပကနေအာရှကိုရွေ့ရှားသွားခဲ့ပါတယ်။တချို့သတင်းတွေကအီရန်ကနေရေနံတင်ပို့ခဲ့ပြီးအီရန်ဟာလည်းပိတ်ဆို့ခံထားရတဲ့နိုင်ငံမှာဒီပိတ်ဆို့မှုတွေကြောင့်တရုတ်နိုင်ငံရဲ့လွတ်လပ်တဲ့ရေနံချက်ဆက်ရုံတွေဟာရေနံချက်လုပ်မှုကိုလျှော့ချရမယ်လို့ဗေကျင်းနဲ့နီးစပ်သူတွေကပြောပါတယ်။ဒါဟာရုရှားရှင်နံပို့ကုန်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေမယ်လို့ဆိုပါတယ်။ရုရှားကနေရေနံထောက်ပံ့မှုပြတ်တောက်မယ်ဆိုတဲ့မျှော်လင့်ချက်ကြောင့်ကမ္ဘာရေနံဇိမ်းလုံးတွေဟာ2025ခုနှစ်ဇန်နဝါရီမှာ လာပေါင်းများစွာအမြင့်ဆုံးဖြစ်လာခဲ့ပြီး Brent အရင်နှန်းဟာဒီတိရှာပေါင်း81ဒေါ်လာကျော်အထိရှိခဲ့ပါတယ်။ Matt Wright ကဒီပိတ်ဆို့ခံရတဲ့သင်းမောတွေထဲမှာရေနံတင်သင်းမော143စီးပါဝင်ပြီးဒီသင်းမောတွေဟာပြီးခဲ့တဲ့နှစ်ကရုရှားရေနံ dressing 930တန်းကိုတည်ဆောင်ခဲ့တယ်လို့ပြောပါတယ်။ဒါဟာရုရှားရဲ့ပင်လယ်ရေနံကိုကုံရဲ့42ရာခိုင်နှုန်းနီးပါးရှိပါတယ်။ Matt Wright ကဒီအထက်က300တန်းကိုတရုတ်ကိုပို့ဆောင်ခဲ့ပြီးကြံတန်းကိုအိန္ဒိယကိုပို့ဆောင်ခဲ့တယ်လို့ထပ်ပြောပါတယ်။ ဒီပိတ်ဆို့မှုတွေဟာရုရှားကနေရေနံပို့ဆောင်မှုတင်းမောတွေကိုတိတိတတ်တာရှော့ချသွားစီမှာဖြစ်ပြီးတော့ခရီးစရိတ်တွေကိုတိုးမြှင့်သွားစီမယ်လို့ဆိုပါတယ်။ right ကစင်ကာပူအခြေစိုက်သတင်းရင်းမြစ်တစ်ခုကဒီတတ်မှတ်ထားတဲ့တင်းမောတွေဟာပြီးခဲ့တဲ့၁၂လအတွင်းတရုတ်ကိုတနေ့ကိုရုရှားရေနံ dressing ကိုသိန်းဘယ်ရယ်ပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ကပထမ၁၇လအတွင်းအိန္ဒိယရဲ့ရုရှားရေနံသွင်းကုန်ဟာတနေ့လိုက်၄.၅ရာခိုင်နှုန်းတိုးလာပြီးတနေ့ကို၁.၆၄တန်းဘယ်ရယ်ရရှိခဲ့ပါတယ်။ ဒါဟာအိန္ဒိယရဲ့စုစုပေါင်းသိန်းကုန်ရဲ့36ရာခိုင်နှုန်းဖြစ်ပါတယ်။တူညီတဲ့ကာလအတွင်းတရုတ်ရဲ့ပမာဏဟာပိုင်လိုင်းထောက်ပံ့မှုတွေအပါအဝင်2ရာခိုင်နှုန်းတိုးလာပြီးတနည်းကို1.159တန်းဘယ်ရယ်ရှိခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့စုစုပေါင်းသိန်းကုန်ရဲ့20ရာခိုင်နှုန်းဖြစ်ပါတယ်။တရုတ်ရဲ့သိန်းကုန်တွေထဲမှာရုရှား ESP ရင်းနှံ dressing တွေအများစုပါဝင်ပြီးတော့ဒါတွေကိုဈေးနှုန်းကန့်သက်ချက်အထက်ရောင်းချခဲ့ပါတယ်။အိန္ဒိယကတော့ US ရင်းနှံ dressing တွေကိုအများစုဝယ်ယူခဲ့ပါတယ်။ ဗော့တက်ဆာကလေလာသူအမ်မလီကဒီပိတ်ဆို့မှုတွေကိုတင်းတင်းကြပ်ကြပ်အကောင့်ထဲဖော်မယ်ဆိုရင်ရုရှား ESPO ရဲ့ဂျင်းနန်ဒရက်ဆင်တွေကိုပို့ကုန်ရပ်တန့်သွားမယ်လို့ပြောပါတယ်။ဒါပေမဲ့ဒါဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပိတ်ဆို့မှုတွေကိုယုံသိမ်းမလား။တရုတ်ကဒီပိတ်ဆို့မှုတွေကိုလက်ခံမလားဆိုတာပေါ်မူတည်ပါတယ်။ဒီနေ့ဒီအချက်တွေဟာမှန်ကန်ကြောင်းအတည်ပြုခံခဲ့ရပါတယ်။တနည်းအားဖြင့်တရုတ်ဟာရုရှားကနေဂျင်းနန်ဝယ်ယူမှုကိုရှော့ချလိုက်ပါတယ်။တချို့သောနိုင်ငံပိုင်တရုတ်ဂျင်းနန်ချက်ဆက်ယုံတွေဟာမက်ရှလာမှာ ရုရှားကနေရေနံတင်ပို့မှုကိုလျှော့ချလိုက်ပါတယ်။ဒါဟာပိတ်ဆို့ခံထားရတဲ့လုပ်ငန်းတွေနဲ့လောက်ကင်ချင်းရဲ့စုံစမ်းမှုတွေကိုအကဲဖြတ်နေပြီးအမေရိကန်ရဲ့ရုရှားရေနံကုန်သွယ်မှုပိတ်ဆို့မှုတွေကိုပုံမိုရှင်းလင်းစွာဖြေလျှော့ပေးဖို့အဆောင်ဆိုင်နေတာပါ။နိုင်ငံပိုင်ရေနံချက်စက်ရုံကြီးတွေဖြစ်တဲ့ China Petroleum and Chemical Corporation, Sinopec နဲ့ Jehong Pine တို့ဟာဒီလမှာရုရှားရေနံ dressing တွေကိုဝယ်ယူမှုကိုယာယီရပ်ဆိုင်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ဒုတိယပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့်ရေနံကြီးတွေဖြစ်တဲ့ Petro China နဲ့ Sinopec တို့ဟာ Matchla ပို့ကုန်တွေအတွက်ရုရှားရေနံကိုဆက်လက်ဝယ်ယူနေပါတယ်။ဒါပေမဲ့ဈေးနှုန်းလျှော့ပြီးတော့ဝယ်ယူနေတာပါ။တရုတ်နိုင်ငံပိုင်းရေနံကုမ္ပဏီတွေကတော့ရုရှားရေနံကိုယာယီရဆိုင်ထားပြီးပမာဏလျှော့ချထားပါတယ်။လက်ရှိချိန်မှာတော့တရုတ်နိုင်ငံကလွတ်လပ်တဲ့ရေနံချက်ဆက်ယုံတွေဟာပုံမိုဈေးပေါ်တဲ့ရုရှားနဲ့အီရန်ရေတံကိုဝယ်ယူဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ဒီအခြေအနေဟာရုရှားအတွက်စိုးရိမ်စရာဖြစ်နေပါတယ်။ လေ့လာသူတွေကတရုတ်ရေနံကြီးကုမ္ပဏီတွေဟာအမေရိကန်ပိတ်ဆို့မှုတွေကြောင့်ရုရှားရေနံအပေါ်ပုံမိုတတိထားလာကြောင်းပြောပါရယ်။ ESPO ရေနံ dressing ဝယ်ယူမှုတွေကိုကန့်သတ်ထားပြီးပိတ်ဆို့မှုမရှိတဲ့သင်္ဘောတွေနဲ့တည်ဆောင်ရင်တော့ဝယ်ယူမှုကိုကန့်သတ်ထားပါရယ်။ဈေးကွက်သတင်းရင်းမြစ်တွေကတချို့နိုင်ငံပိုင်ကုမ္ပဏီတွေဟာဖေဖော်ဝါရီလမှာရုရှားရေနံဝယ်ယူမှုကိုလျှော့ချပြီးနောက်မတ်လမှာလုံးဝရပ်ဆိုင်းလိုက်ကြောင်းဖော်ပြပါရယ်။လေ့လာသူတွေကတရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ရုရှားရေနံကိုရှောင်ရှားမှုဟာ ESPO ရေနံပြင် Urace နဲ့ Arctic ရေနံတွေအပေါ်ဝယ်လိုအားကိုပါ short ချသွားသေးကြောင်းပြောပါရယ်။ American ပိတ်ဆို့မှုတွေပြင်တရုတ်ဟာရုရှားကနေရေနံဝယ်ယူမှုကိုနောက်ဆုတ်လိုက်ရတဲ့အကြောင်းရင်းတစ်ခုကကုန်ကျစရိတ်ပါ။ရုရှားရေနံကိုတရုတ်ပို့ဆောင်ရတဲ့အချိန်ဟာဇန်နဝါရီလကတည်းကခုနှစ်ဆတိုးလာပြီးဒါဟာမော်စကိုရဲ့စွမ်းအင်ပို့ကွန်ကိုဆိုးရွားသွားထိခိုက်စေပါတယ်။ Gazprom ရဲ့ CEO Alexey Miller ကကုမ္ပဏီရဲ့ဌာနချုပ်မှာလူ1500ကိုအလုပ်ဖြုတ်ဖို့သဘောတူခဲ့ပါတယ်။ ဥရောပဝယ်လက်တွေမရှိတော့တဲ့အတွက်ရုရှားရေနံလုပ်ငန်းဟာပြိုလဲမှုဖြစ်စဉ်ကိုစတင်ကြုံတွေ့နေရပါတယ်။အလဲပိုင်းအာဖရိကနဲ့ဘရာဇီးကရေနံစိမ်းလုံးတွေဟာလက်တလောလပိုင်းတွင်မြင့်တက်လာခဲ့ပါတယ်။ရုရှားနဲ့အီရန်ရေနံတွေရှားပါလာပြီးဈေးတက်လာတာနဲ့အမျှတရုတ်နဲ့အိန္ဒိယကဝယ်လိုအားတွေတိုးလာနေလို့ပါ။အိန္ဒိယရေနံချက်ဆက်ယုံတစ်ခုကအရာရှိတအူးကအလဲပိုင်းရေနံစိမ်းလုံးတွေတိတိတသားမြင့်တက်လာကြောင်းပြောပါရတယ်။အိန္ဒိယအရာရှိကသူတို့မှာအလဲပိုင်းရေနံကိုလှည့်ရမယ်အပြင် အမေရိကန်ရေနံကိုပါလှည့်ရနိုင်ကြောင်းအကြံပြုပါရယ်။အမေရိကန်ဟာရုရှားအစားတရုတ်နဲ့အိန္ဒိယရဲ့ရေနံပြတ်လတ်မှုကိုဖြည့်ဆည်းပေးနိုင်မလား။အိန္ဒိယကိုအမေရိကန်ရေနံပို့ဆောင်မှုတိုးမြှင့်နိုင်ခြင်းရှိပေမဲ့တရုတ်ကိုအထူးသဖြင့်လက်ရှိချိန်မှာရေနံပို့ဆောင်မှုတိုးမြှင့်နိုင်ခြင်းဟာအတော်လေးနေပါရယ်။အကြောင်းကတော့အမေရိကန်ဟာတရုတ်ကို30ရာခိုင်နှုန်းအကောက်ခွန်တင်ပြီးဘေကျင်းဆိုရကလည်းအမေရိကန်ရေနံဝယ်ယူမှုကို30ရာခိုင်နှုန်းပြန်လည်အကောက်ခွန်အကောက်ခွန်တင်လိုက်လို့ပါ။ ဒီလိုတုံ့ပြန်မှုကြောင့်ရေနံဈေးကွက်ဟာအစပိုင်းမှာကျဆင်းသွားပြီးမြဲဒီဆုံးရှုံးမှုတွေကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။အကြောင်းကတော့ American ရေနံဟာမကြသေးခင်ကတခြားဝက်လက်တွေနဲ့နှိုင်းရှင်ရင်တရုတ်ကိုပို့ဆောင်မှုနှေးကွေးနေလို့ပါ။ပြီးခဲ့တဲ့နှစ်ကတရုတ်ဟာ American ရေနံကိုတနည်းမှာ barrel 38000ဝင်ငွေရှိပြီးဒါဟာ American ရဲ့စုစုပေါင်းရေနံပို့ကုန်ရဲ့900ခိုင်နှုန်းအောက်သာရှိပါတယ်။2020ပြည့်နှစ်မှာတရုတ်ကို American ရေနံပို့ကုန်ဟာတနည်းမှာ barrel 4000ခွဲအထိရှိခဲ့ပေမဲ့ ဒီပမာဏဟာကျဆင်းလာခဲ့ပါတယ်။အကြောင်းကတော့တရုတ်ဟာစီးပွားရေးကိုပြန်လည်ထူထောင်ဖို့ယုံကန်နေရပြီးပြည်စစ်ကားတွေကိုပြောင်းလဲအသုံးပြုလာတာကြောင့်ဓာတ်ဆီလိုမျိုးလောင်စာသီးတွေအပေါ်ဝဲလူအားလျော့နေလာလို့ပါ။စီးပွားရေးပညာရှင်တွေရဲ့အဆိုအရဒီပမာဏကိုဥရောပနဲ့အာရှကရည်နှံချက်ဆက်ယုံတွေဖြစ်တဲ့တောင်ကိုရီးယားနဲ့ဂျပန်တို့ကအလွယ်တကူစုပ်ယူနိုင်ပါတယ်။တောင်ကိုရီးယားဟာအမေရိကန်ရည်နှံရဲ့ဒုတိယအကြီးဆုံးဝယ်လက်ဖြစ်ပြီးတနေ့ကိုဘယ်ရယ်၅သိန်းခန့်ဝယ်ယူနေပါတယ်။အမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့တောင်ကိုရီးယားဟာ ကမ္ဘာအကြီးဆုံးရေနံနဲ့တဘာဝတန်းငွေဝယ်လက်တစ်ခုဖြစ်ပြီးစွန့်ရင်ထောက်ပံ့မှုကိုမျိုးစုံဖြန့်ဖြူးဖို့နဲ့အမေရိကန်နဲ့ကုန်သွယ်ရေးပူရှံမှုကိုလျှော့ချဖို့အမေရိကန်ကနေဂျေနန်နဲ့ LNG တွေပို့မှုဝယ်ယူဖို့စဉ်းစားနေပါတယ်။တောင်ကိုရီးယားရဲ့စွန့်ရင်နဲ့ကုန်သွယ်ရေးဝန်ကြီးအာဒမ်ကွန်းကဒီသတင်းကိုအတည်ပြုခဲ့ပါတယ်။တရုတ်နဲ့ဂျပန်ပြီးရင်တတိယအကြီးဆုံး LNG ဝယ်လက်ဖြစ်တဲ့တောင်ကိုရီးယားဟာအမေရိကန်ကနေစွန့်ရင်ပို့မှုဝယ်ယူဖို့စဉ်းစားနေပါတယ်။ ါဟာတမရဒေါ်နယ်ထရန့်ကကုံတွယ်ဘက်နိုင်ငံတွေပေါ်ချမှတ်မဲ့အောက်ခွန်တွေကိုရှောင်ရှားဖို့ပါ။တခြားနိုင်ငံတွေဟာထရန့်အုပ်ချုပ်ရေးအောက်မှာကုံတွယ်ရေးလုံငွေပြမှုတွေဘယ်လိုလျှော့ချမလဲဆိုတာဆွေးနွေးကြပြီမဲ့တောင်ကိုရီးယားကတော့အမေရိကန်နဲ့ဂျေနန်ကုံတွယ်ရေးကိုတိုးမြှင့်ဖို့ဓာတ်ရိုက်လှုံ့ဆော်နေပါဗျ။တောင်ကိုရီးယားယာရှိတွေဟာနိုင်ငံရဲ့အနာဂတ်ကုံတွယ်ရေးအတွက်အစီအစဉ်တွေကိုပြေးနေပြီးထရန့်အုပ်ချုပ်ရေးဟာအမေရိကန်နဲ့တောင်ကိုရီးယားပါဝင်မဟာမိတ်နိုင်ငံတွေအကြားကုံတွယ်ရေးအခြေအနေကိုအာရုံစိုက်မယ်လို့ကောက်ချက်ချထားပါဗျ။ဒါပေမဲ့ တောင်ကိုရီးယားရဲ့အမေရိကန်နဲ့ကုန်သွယ်ရေးပူးပေါင်းမှုဟာမကြာသေးခင်နှစ်တွေအတွင်းတိုးလာနေတာကြောင့်အစိုးရကဒေတာကန်ကုမ္ပဏီတွေကိုအမေရိကန်ကနေရေနံနဲ့တန်းငွေတွေကိုပုံမဝယ်ယူဖို့ဖိအားပေးနိုင်ပါတယ်။အမေရိကန်နဲ့တောင်ကိုရီးယားကြားကုန်သွယ်ရေးကိုစစ်ဆေးမယ်ဆိုရင်လက်ရှိနှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏဟာဒေါ်လာ138ဘီလီယံကျော်ရှိနေပြီးအနာဂတ်မှာဒီပမာဏဟာပုံမတိုးလာနိုင်ပါတယ်။ဒါပေမဲ့ဒီနေရာမှာအဓိကပြဿနာကအမေရိကန်ဟာဘယ်နိုင်ငံတွေကိုရေနံပို့နေလဲဆိုတာထက် တရုတ်ဟာရုရှားရင်နံကိုဆုံးလွှတ်လိုက်တဲ့အခါဘာဖြစ်သွားမလဲဆိုတာပါ။တနည်းအားဖြင့်တရုတ်ရဲ့ရင်နံပြက်လက်မှုကိုဘသူကဖြည့်ဆည်းပေးမလဲဆိုတာပါ။ဒီနေရာမှာကနေဒါဟာထင်ရှားနေပါတယ်။အမေရိကန်ရဲ့အကောက်ခွန်တွေကြောင့်ကနေဒါဟာထရမ့်ကိုသဘောကျအောင်ကနေဒါရဲ့ရင်နံအရင်းမြစ်တွေကိုတရုတ်ကိုပို့ဆောင်ဖို့စဉ်းစားနေပါတယ်။ကနေဒါဟာသူ့ရဲ့ရေနံ80ရာခိုင်နှုန်းကိုအမေရိကန်ကိုပို့ဆောင်ပါတယ်။အမေရိကန်ဟာသူ့ရဲ့ရေနံဝင်ငွေရဲ့တစ်ဝက်ကိုကနေဒါကနေဝင်ငွေရရှိပါတယ်။ နေဒါရဲ့စွမ်းအင်ဟာအမေရိကန်ကအိမ်တွေနဲ့လုပ်ငန်းတွေကိုပါဝါပေးနေပါတယ်။အထူးသဖြင့် New England မှာ Quebec ကရေအားလျှပ်စစ်ကိုပို့ဆောင်ပါတယ်။ကနေဒါဟာအမေရိကန်ကိုဓာတ်မြေဩဇာအတွက် Potash နဲ့ Nuclear စွမ်းအင်ထုတ်လုပ်ရေးအတွက် Uranium လိုမျိုးအရေးကြီးကုန်ကျန်တွေကိုပို့ဆောင်ပါတယ်။တရုတ်ဟာဒီစွမ်းအင်အရင်းမြစ်တွေအတွက်စောင့်ဆိုင်းနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်။အမေရိကန်နဲ့ကနေဒါကြားဆက်ဆံရေးတင်းမာလာတဲ့အချိန်မှာဘေကျင်းအစိုးရရဲ့ရည်မှန်းချက်က အော်တာဝါအစိုးရရဲ့ရေနံရင်းမြစ်တွေကိုပုံမအကျိုးကျေးဇူးရှိတဲ့ဈေးနှုန်းနဲ့တင်သွင်းမှုဖြစ်နိုင်ပါတယ်။ဒီအချိန်လေးဟာလက်ရှိအချိန်မှာကနေဒါကိုကြီးမားတဲ့အခွင့်အာဏာပေးနေပါတယ်။ဝန်ကြီးချုပ် Justin Trudeau ဟာတမရဒေါ်နယ်ထရန့်ကိုကနေဒါရဲ့ရေနံနဲ့အခြားစွမ်းရည်အရင်းမြစ်တွေကိုအမေရိကန်အစားတရုတ်ကိုပေးမယ်လို့ချိန်ချောက်နိုင်ပါတယ်။မေလမှာကနေဒါရဲ့ Trans Mountain Pipeline ချဲ့ထွေမှုပြီးစီးတဲ့နေ့ကစပြီးနေ့တိုင်းလိုလိုဒီ pipeline ကနေအမေရိကန်ကိုရေနံအများစုပို့ဆောင်နေတဲ့သင်္ဘောတွေဟာ Vancouver ကနေ Lion Gate တရားအောက်ကနေဖြတ်သန်းပြီး Pacific ပတ်လည်ကရေနံချက်ဆက်ယုံနေစီကိုရောက်ရှိသွားပါတယ်။တရုတ်နဲ့ဂျပန်ပါဝင်အခြားဈေးကွက်တွေစီရောက်ရှိသွားတဲ့ဒီသင်းမောတွေဟာကနေဒါအတွက်တည်တာထင်ရှားတဲ့ပြောင်းလဲမှုတစ်ခုကိုမှတ်သားလိုက်ရပါတယ်။ကနေဒါဟာကြာမြင့်စွာကလေးကသူ့ရဲ့ကြီးမားတဲ့ရေနံစီးဆင်းမှုတွေကိုအမေရိကန်ကိုတီးတန့်ပို့ဆောင်မှုဖိအားပေးခံခဲ့ရပါတယ်။သမ္မတဒေါ်နယ်ထရန့်ရဲ့အကောက်ခွန်ချိန်ချောင်းမှုတွေကဒီမိခုံမှုရဲ့အန္တရာယ်ကိုမီးမောင်းထိုးပြခဲ့ပြီးဒေါ်လာ34ဘီလီယံတန်နဲ့ Trans Mountain ချဲ့ထွင်မှုရဲ့အောင်မြင်မှုကကနေဒါရဲ့မတည်ငြိမ်တဲ့အိမ်ကြီးချင်းနဲ့ပုံမိုခွဲထွက်ဖို့နဲ့ကမ္ဘာ့ရှင်နယ်ဈေးကွက်မှာပုံမိုကြီးမားတဲ့အခန်းကဏ္ဍကပါဝင်ဖို့စံနှုန်းကိုမီးမောင်းထိုးပြခဲ့ပါတယ်။အရင်ကရင်းနှီးမြှုပ်နှံပန်းလုပ်ငန်းလုပ်ကင်ခဲ့သူနဲ့ရင်းနှံထုတ်လုပ်သူ Stretch Corner Resource ရဲ့တည်ထောင်သူနဲ့ဥက္ကဋ္ဌ Adam Waterres က Trans Mountain ဟာကောင်းတဲ့စတင်မှုတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဒီပိုက်လိုင်းဟာကနေဒါအတွက်တရုတ်ကိုပုံမိုဖွင့်လှစ်ဖို့နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Trump ကသူ့ရဲ့ချိန်ချောင်းမှုတွေကိုမြင့်တင်နေတဲ့ဒီအရေးကြီးတဲ့အချိန်မှာကနေဒါဟာရေနံနဲ့ပတ်သက်ပြီးအန်အောဝယ်ကောင်းတဲ့လှုပ်ရှားမှုတစ်ခုကိုလှုပ်ဆောင်နိုင်ပြီးတရုတ်ကိုသူ့ရဲ့အကြီးဆုံးစွမ်းအင်ဝယ်လက်အဖြစ်ပြောင်းလဲနိုင်ပါတယ်။တကယ်တော့ကနေဒါဟာဒီလိုရည်မှန်းချက်တွေကိုအကောင်အထည်ဖော်ဖို့အခက်အခဲတွေရင်ဆိုင်ရနိုင်ပါတယ်။ကနေဒါရဲ့ရေနံလုပ်ငန်းဟာကန်ယူရန်းနေနဲ့အမေရိကန်ကိုပိုက်လိုင်းတွေပုံမတည်ဆောက်ဖို့ကြိုးစားနေပါတယ်။ဒါဟာရေနံပို့ဆောင်မှုအတွက်အဟန့်အတားတွေကိုဖယ်ရှားဖို့ပါ။ ဒါပေမဲ့ဒါဟာဌာနေတိုင်းရင်းသားအတိုင်းဝိုင်းတွေတရားရုံးတွေနဲ့နိုင်ငံရဲ့ဖက်ဒရယ်နဲ့ပြည်내အစိုးရရဲ့ကံကွက်မှုတွေကြောင့်ဟန်တားခံခဲ့ရပါတယ်။အစီအစဉ်တွေထဲမှာ Energy East နဲ့ Northern Gateway တို့ပါဝင်ပါတယ်။ Energy East ဟာအနောက်ကနေဒါရဲ့ရေနံကိုအရှေ့ဘက်က Ontario နဲ့ကွက်ဘက်ကရေနံချက်ဆက်ယုံတွေစီပို့ဆောင်มาဖြစ်ပြီး Northern Gateway ကတော့ Alberta ကရေနံကိုမြောက် British Columbia ကို Pacific ဆိုင်ကန်ကိုပို့ဆောင်มาဖြစ်ပါတယ်။ energy is ဟာလက်ရှိသဘာဝတံငွေပိုင်လိုင်းကိုပြောင်းလဲပြီး Alberta နဲ့ Sketch 1ကတနေ့ကိုရေနံ barrel 1.3တန်းကိုအရှိကနေတာကရေနံချက်ဆက်ယုံတွေနဲ့သင်းမောစိတ်ကိုပို့ဆောင်มาဖြစ်ပါတယ်။အရေးကြီးဆုံးကတော့ဒါဟာ American ကိုဖျက်ဆီးတဲ့ရေနံကျန်းတွေကိုတားဆီးနိုင်ပါတယ်။ Enbridge Incorporated ရဲ့ line 5 line ကို Ontario နဲ့ Quebec ကိုသွားတဲ့ line လို့ပါပဲ။ Northern Gateway line ကို2016ခုနှစ်မှာတရားရုံးကရပ်ဆိုင်းလိုက်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖွဲ့တွေနဲ့ First Nation တွေရဲ့ကန့်ကွက်မှုတွေကြောင့်ပါ။နောက်ပိုင်းမှာဝန်ကြီးချုပ် Justin Trudeau ကပယ်ချလိုက်ပါတယ်။2016ခုနှစ်မှာကီလိုမီတာ1188လောက်ရှိတဲ့ဒီလိုင်းဟာ Alberta ကနေ Kitimat British Columbia အထိသွားမှာဖြစ်ပြီးတနေ့ကိုရေနံပြုတ်9,250ကိုတည်ဆောင်နိုင်မှာပါ။ဒါဟာရေနံသဲထုတ်လို့သူတွေကိုအာရှကဝယ်လက်တည်းစီရေနံချမ်းတွေပို့နိုင်အောင်လို့လမ်းဖွင့်ပေးမှာပါ stretch corner ရဲ့ water risk က ကနေဒါအစိုးရဟာစွမ်းရည်အရေးပေါ်အခြေအနေကိုကြေညာသင့်တယ်လို့ဆိုပါရယ်။ဒါမှ Energy East နဲ့ Northern Gateway တို့အတွက်စီမင်းစည်းကမ်းဖြစ်စဉ်တွေကိုချောမွေ့စေပြီးလာမယ့်လတွေမှာစတင်တည်ဆောက်နိုင်မှာပါ။ Trump ယာရုရရှိနေချိန်မှာပြီးအောင်လုပ်နိုင်မှာပါ။ Ambridge ကမကြသေးခင်က Northern Gateway ကိုဖွံ့ဖြိုးဖို့အစီအစဉ်မရှိဘူးလို့ပြောခဲ့ပါရယ်။သူတို့ဟာလက်ရှိပိုင်လိုင်းတွေရဲ့စွမ်းဆောင်ရည်ကိုတိုးမြှင့်ဖို့ပဲအာရုံစိုက်နေပါရယ်။ Energy East ကိုအရင်ကထောက်ခံခဲ့တဲ့ TC Energy Corporation ကနေခွဲထွက်လာတဲ့ ဆိုဘို Corporation က Energy Export မှတ်ချက်မပြုပါဘူး။ကုမ္ပဏီတွေကထောက်ပံ့ပေမဲ့ပိုင်လိုင်းအစ်တွေကိုတိစောက်ဖို့နှစ်ပေါင်းများပါနဲ့ဒေါ်လာဘီလီယံပေါင်းများပါကုန်ကြနိုင်ပါတယ်။ Trans Mountain ချဲ့ထွင်မှုရဲ့ကုန်ကြစိတ်ဟာပြီးသွားတဲ့အချိန်မှာ6ဆကျော်ဒိုးလာခဲ့ပါတယ်။ဒါဟာလိုင်းရဲ့ဆွမ်းဆောင်ရည်ကိုတစ်နှစ်ရေနံပြုတ်8,900အထိနှိပါ3ဆဒိုးလာစီပါတယ်။တာဝန်ကျင်ထိန်းသိမ်းသမားတွေရဲ့စန့်ကျင်မှုတွေကိုလည်းမိတ်ထားလို့မရပါဘူး။ Greenpeace Canada ရဲ့စွမ်းအင်ဗျူဟာပညာရှင် Kate Stewart ကဒါဟာရေနံလုပ်ငန်းကအကျက်အတဲကိုခွင့်ကောင်းယူပြီးပတ်ဝန်းကျင်နဲ့ကျန်းမာရေးကာကွယ်မှုတွေကိုဘေးဖက်ထားဖို့ကြိုးစားနေတဲ့အစဉ်အလာဗျူဟာပဲလို့ဆိုပါတယ်။ဒီအတားအဆီးတွေအားလုံးနဲ့အတူကနေဒါရေနံထုတ်လုပ်သူတွေတဲ့အမြန်ဆုံးနဲ့အလွယ်ကူဆုံးဖြည့်ရှင်နည်းတစ်ခုကတော့ Trans Mountain ကိုထက်ချဲ့တာပါပဲ။လက်ရှိမှာဒီစနစ်ကတနေ့ကိုရေနံပြုတ်8သိန်း2ပေါင်ပဲတင်တည်ဆောင်နေပါတယ်။ဒါဟာခံမှန်းထားတဲ့စွမ်းဆောင်ရည်ရဲ့80%ခန့်လုံးပဲရှိပါတယ်။ ဒါဟာဈေးကြီးတဲ့ပြည်စည်းမှုအတွက်ပေးရတဲ့လက်ငဲပယ်ယူပို့ဆောင်ကားတွေကိုစီးပွားရေးအရမဖြစ်ထွန်းစေလိုပါအကြီးအကဲတွေက Transmountain ရဲ့စွမ်းဆောင်ရည်ကိုတနည်းရေနံပြုတ်နှစ်ပိန်းကနေသုံးသိန်းထိတိုးမြင့်နိုင်တယ်လို့ယုံကြည်ကြပါတယ်ဒါကိုစုတ်ဆက်အားကိုတိုးမြင့်ပြီးလှုပ်ဆောင်နိုင်ပါတယ် Transmountain စိတ်ကန်းကတနည်းကိုရေနံပြုတ်၄သိန်း၈000လောက်ကို ကင်တွယ်နိုင်ပါတယ်ဒါပေမဲ့စိတ်ကန်းအာမအနာပိုင်းတွေကတင်မော်ရီညဘက်မှာစိတ်ကန်းကိုဝင်လာနိုင်အောင်လမ်းညွှန်စနစ်တွေထည့်သွင်းပေးလိုက်တဲ့အတွက် ဒီနှစ်အလယ်လောက်မှာတနေ့ရေနံပြုတ်6300လောက်ထိရောက်နိုင်ပါတယ်။စိတ်ကန်းစွမ်းဆောင်ရည်ထက်ကြော်လွန်တဲ့ပမာဏတွေဟာဝါရှင်တန်ပြည်နယ်ကိုပိုက်လိုင်းတွေကနေစီးဝင်နေပါတယ်။စွမ်းဆောင်ရည်အောက်မှာတော့ Trans Mountain ဟာကမ္ဘာရေနံဈေးကွက်ကိုပြန်လည်ပုံဖော်နေပါတယ်။ကနေဒါရေနံကျန်းတွေကိုပိုမိုဝယ်ယူလာကြပြီးတရုတ်အီရန်နဲ့ရုရှားလိုတန်ခတ်ခံရတဲ့နိုင်ငံတွေစီကဝယ်ယူမှုတွေကိုအစားထိုးနေပါတယ်။ဒါဟာအလဲပိုင်းနဲ့လက်တင်အမေရိကရှင်နံတွေရဲ့ဈေးနှုန်းတွေကိုရှော့ချနေပါဗျ ကနေဒါရင်တန်စေလုံးတွေဟာတက်လာပြီးတည်ငြိမ်လာပါတယ်။အ ਨੇ စုံကုံသွေးရေးတားမြစ်မှုချင်းချောက်မှုတွေမဆခင်အထိပါပဲ။အခုဆိုရင် Transmounting ကိုပြန်လည်စဉ်းစားလာတဲ့အတွက်ကနေဒါဟာသူ့ရဲ့ရင်းနှီးအရင်းမြစ်တွေကိုအခြားနိုင်ငံတွေစီရောင်းချဖို့ပို့ပြီးပြောဆိုလာကြပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် Transmounting Pipeline တိုးချဲ့မှုကြောင့်တရုတ်ဟာကနေဒါရဲ့ဓာတ်ဆီအဓိကဝယ်လှည့်ဖြစ်လာခဲ့ပါတယ်။ပေါ်ထွက်လာတဲ့အချက်လက်တွေအရ ဒီအစ်စ်တိုးချဲ့ထားတဲ့တင်ပို့မှုစွမ်းရည်အများစုဟာကယ်လီဖိုးနီးယားကရေနံချက်ဆက်ယုံတွေကိုမဟုတ်ပဲတရုတ်ကိုရောက်ရှိနေတယ်ဆိုတာသိရပါတယ်။ဒါဟာကနေဒါရဲ့ရေနံဈေးကွက်မှာအမေရိကန်ကိုလုံးဝမှီခိုရာကနေတိတိတသားပြောင်းလဲသွားတာကိုပြသနေပါတယ်။ဒီပြောင်းလဲမှုဟာကနေဒါနဲ့အမေရိကန်ကြားနှစ်နိုင်ငံဆက်ဆံရေးမှာမကြသေးခင်ကကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေရဲ့နောက်ခံမှာပိုပြီးအချိန်ကြီးဖြစ်လာခဲ့တာပါ။တင်ပို့မှုအစ်စ်တချို့ကကယ်လီဖိုးနီးယားကိုရောက်ရှိခဲ့ပေမဲ့2024ခုနှစ်မေလမှာ ပိုက်လိုင်းတိုးချဲ့မှုစတင်အလုပ်လုပ်ပြီးနောက်2024ခုနှစ်နိုဝင်ဘာလအတွင်းတန်ဖိုးဒေါ်လာ1ဘီလီယံကျော်တဲ့ဓာတ်ဆီတွေကိုတရုတ်ကိုတင်ပို့ခဲ့ပါတယ်။လင်ကွန်းနဲ့ရစ်တိုရဲ့2024ခုနှစ်ဇန်နဝါရီ24ရက်နေ့ကခံမှန်းချက်အရဒါဟာကနေဒါရဲ့တင်ပို့မှုအသစ်ရဲ့တစ်ဝက်လောက်ရှိတယ်လို့ဆိုပါတယ်။တရုတ်ဟာအခုဆိုရင် TMX ပိုက်လိုင်းကနေတင်ပို့တဲ့ဓာတ်ဆီအလုံးရဲ့90ရာခိုင်နှုန်းဒါမှမဟုတ်ပို့ပြီးပုံမှန်ဝယ်ယူနေတဲ့အဓိကကစားသမားတယောက်ဖြစ်လာပါတယ်။အကြီးဆုံးဝယ်သူကတော့ ဝါရှင်ပက်ထရိုကက်မီကယ်ဖြစ်ပြီးတရုတ်ရဲ့အရှိတ်အကန့်ရုံးထဲမှာရေနံချက်ဆက်ယုံတွေလဲပတ်နေပါတယ်။ဂျင်းစုပြည်နယ်မှာတရုတ်ကိုရေနံ၈သိန်းချက်လုံနိုင်တဲ့ဆက်ယုံလဲပါဝင်ပါတယ်။ဒီအသေးစိတ်တွေအားလုံးကိုထည့်သွင်းစဉ်းစားလိုက်တဲ့အခါကနေဒါနဲ့တရုတ်တို့ဟာအမေရိကန်အတွက်ရေနံဆိုင်ရာအဆင့်မြင့်တင်မှုတွေကိုတိတိတသားလှုပ်ဆောင်နေတဲ့ပုံရိပ်ပေါ်ပေါက်လာပါတယ်။တူတူပြောရရင်အနောက်နိုင်ငံတွေရဲ့အမေရိကန်ရဲ့ရုရှားကိုပိတ်ဆို့တန်ခတ်မှုတွေကြောင့်တရုတ်ဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ရပါတယ်။ ဂျီနန်ဈေးကွက်မှာရုရှားဟာတရုတ်ဆိုတဲ့အရေးပါတဲ့ဝယ်လက်ကိုဆုံးရှုံးလိုက်ရပြီးကနေဒါကတော့အမေရိကန်အစားသူ့ရဲ့ရေနဲ့အရင်းမြစ်တွေကိုတင်ဖို့ကိုကုန်သွယ်ဘက်အစ်တယောက်ကိုရှာဖွေနေပါတယ်။ဒီအခြေအနေမှာအများဆုံးထိခိုက်သူကတော့ရုရှားပါပဲ။အမြဲအစွန်အများဆုံးရရှိသူတွေကတော့ကနေဒါနဲ့တရုတ်လို့ခံမှန်းရပါတယ်။အမေရိကန်ကတော့ကနေဒါနဲ့ဆက်ဆံရေးတိုးတက်လာတဲ့အခြေအနေမှာသူ့ရဲ့ဆုံးရှုံးမှုတွေကိုရှော့ချနိုင်မယ်လို့မျှော်လင့်ရပါတယ်။ရေနံဆိုင်ရာအခက်အခဲကနေရုရှားအတွက်ယုံထွက်ဖို့ဆိုတာအလွန်ခက်ခဲပါတယ်။ ်ပူတင်နေနဲ့သူ့ရဲ့ဖော်ကောင်းရှီကျင့်ဖင်ရဲ့ထောက်ခံမှုမရှိပဲဒီအခက်ခဲကိုကြော်လွားနိုင်မှာမဟုတ်ပါဘူးဒါဟာအနောက်နိုင်ငံတွေနဲ့နှိုင်းရှင်ရင်ရုရှားရဲ့စီးပွားရေးကိုတိတိတသားအားနေသွားစေနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်